တခါတုန်းကဆင်းရဲသောလယ်သမားတစ်ယောက်ရှိပါတယ်လယ်သမားကသူ့ရဲ့အလုပ်ကိုပုံမှန်တိုင်းပဲအလုပ်ကိုသွားလုပ်နေခဲ့ပါတယ်နောက်တနေ့မှာတော့လယ်သမားကလယ်ကွင်းထဲတွင်မြေတူးနေစဉ်ရွှေရောင်တောင်းနေသောမော်အိုးကြီးတစ်လုံးကိုတွေ့ရှိလိုက်တယ်အိုးကိုဖွင့်ကြည့်လိုက်သောအခါမိโกများထွက်လာပြီးနတ်သမီး၃ပါးပေါ်လာခဲ့သည်လယ်သမားကလည်းဒါကိုမြင်ပြီးအံ့ဩသွားပါတယ်နတ်သမီး၃ပါးဟာလယ်သမားကိုကျေးဇူးတင်ကြောင်းပြောကလယ်သမားကိုစုသုံးခုတောင်းခိုင်းလိုက်ပါတယ်လယ်သမားတောင်းတဲ့စုကိုနတ်သမီး၃ယောက်ကကူညီမယ်လို့ပြောပြီး လေသမားကပထမဆုအနေနဲ့သူ့ရဲ့နေမိတွင်ကောက်ပဲတိနေများအမြဲထွက်ရှိစေရန်ဒုတိယဆုကသူနှင့်သူရဲ့မိသားစုကျမ်းမာပျော်ရွှင်စွာနေနိုင်ရန်တတိယဆုမှာသူစ조사သည်။အလုတ်တိုင်းအောင်မြင်စေရန်တောင်းဆိုလိုက်သည်။နေသမီးများကသူ့ရဲ့ဆုတောင်းချက်များကိုပြည့်စုံစေပြီး နတ်သမီး၃ယောက်နဲ့လယ်သမားရဲ့အလုပ်ကိုကူညီဖို့ဆုံးဖြတ်လိုက်ကြတဲ့အဲနေကစပြီးလယ်သမားဟာချမ်းသာကြွယ်ဝလာပြီးမိသားစုနဲ့အတူတာယာသောဘဝကိုပိုင်ဆိုင်သွားခဲ့ပါတော့တယ်။တင်ကန်းစာယောသားစူးစမ်းသူအလုံးကံကောင်းခြင်းတွေကို တနေ့မဟုတ်တနေ့ကိုယ့်ရဲ့စူးစမ်းမှုကိုပန်းတိုင်ရောက်လာနိုင်ပါတယ်။